က်တဲ့အင်ဂျီကိုကြိုက်နဲ့တက်တဲ့ fashion ပုံစံဒါပေမဲ့ကို့မှာပူနေတဲ့ဖိုက်ကြောင့်မဝယ်ဖဲတိန်းထားရတဲ့အင်ဂျီတွေမဝယ်လိုက်ရတဲ့ဝယ်စားတွေဘယ်နှခုရှိပြီလဲဓာတ်ပုံရိုက်လိုက်တိုင်းပုံလှလှလေးတွေတော့ထွက်လာတယ်ဘိုက်ကပူနေလို့ကိုမကြိုက်နဲ့တက်တဲ့ပုံစံနဲ့စောင်းပြီးတော့ရိုက်နေရတဲ့အခိုက်အတန့်တွေရောဘလောက်များနေကားမောင်းရင်ပဲဖြစ်ဖြစ်ထိုင်နေမဲ့ဖြစ်ဖြစ်ဒီဘိုက်ကြီးပူနေလို့ကိုကိုကို confident ပျောက်ဆုံးနေတဲ့အခိုက်အတန့်တွေရောဘလောက်ရှိဘိုက်စီကြကျင်တယ်ဒါပေမဲ့ခက်ခက်ခက်ခဲကယ်လိုရီတွက်စားတာတွေလည်းမလုပ်ချင်ဘူး ျွန်တော်တို့ရဲ့လူသဘောလူတဘာဝအတိုင်းအမြန်လိုချင်တယ်ဒါဆိုရင်တက်လာအတွင်းကယ်လိုရီတွက်စားစီရမလိုပဲနဲ့တိတ်ပန်နီးကြအမြန်ဆုံးဗိုက်ကြတဲ့နီလန်ကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးမှာဖြစ်တယ်ဒီဗီဒီယိုမှာအချက်၅ချက်ပါမယ်ဒီအချက်၅ချက်ကိုတစ်ချက်ချင်းတစ်ချက်ချင်းမိတ်ဆွေတို့မဖြစ်မနေလိုက်လို့အောင်အလွယ်ဆုံးအနေသွားပြီးအခက်ဆုံးနောက်မှာပါမယ်အဲ့လိုပြောလို့ clip bait လုပ်နေရလားဂျင်းထဲတော့မှာလားမဟုတ်ဘူးနော်ကျွန်တော်ဗီဒီယိုတွေကြည့်ခုနေကြသူကတော့သိတယ်အရာအလုံးကိုတိတ်ပန့်နီးကြ လက်တွေ့ကြကြအကြောင်းအရာတွေကိုအမြဲတမ်း sharing လုပ်ပေးနေတာဖြစ်တယ်။ pocket ရနီလန်းတွေတခုမှပါမှာမဟုတ်ဘူး။ယုံကြည်ရယ်ဆိုတော့ဇက်ကြည့်လိုက်ပါ။အမေမင်္ဂလာပါ။ Fit for Life Build a Sign Page ရဲ့ founder ကိုနေဖြစ်ပါတယ်။မိတ်ဆွေတို့ body transformation လုပ်တဲ့အခါမှာအခက်အခဲမရှိအောင်လေ့ကျင့်ခန်းနဲ့ပတ်သက်လို့ anatomy ကဘလို့ရှိတယ်။ဘယ်လေ့ကျင့်ခန်းကိုဘလို့ရွေးချယ်တင်လဲဆိုတော့ knowledge sharing video တွေ diet လုပ်တဲ့အခါမှာအစာအာဟာရအုပ်စုတွေကဘလို့ရှိလဲ။အစာအသောက်ကိုဘလို့လျှော့စားသင့်တယ်၊တိုးစားသင့်လဲ။ မိမိရဲ့ body goal နဲ့အလိုက်ဘယ်လိုမျိုးအစားအသောက်တွေကိုရွေးချယ်တင်လဲဆိုတဲ့အကြောင်းအရာတွေကိုယခုလိုမျိုးပိုက်ပုံနဲ့သိပ်ပံနီးကြအသေးစိတ်လူတိုင်းနားလည်အောင်ရှင်းပြတဲ့ content တွေကိုဖန်တီးပေးနေတဲ့သူဖြစ်ပါတယ်။အပြင်ကျွန်တော်တို့လောကရဲ့စီမံရေးနဲ့တော့လည်းကောင်း네ပဲမတူတဲ့တခြားသော fitness trainer ပညာရှင်များနဲ့တော့လည်းကောင်းအခုလိုမျိုး focus အစီအစဉ်တွေအပြင်မှာ knowledge sharing အစီအစဉ်တွေကိုများစွာဆောင်ရွက်ခဲ့ပါသေးတယ်။ တိတ်ပန်နှီးကြတိကျခိုင်မာတဲ့အချက်လက်တွေနဲ့ဒီလိုမျိုး client ပေါင်းများစွာကိုလည်းကျွန်တော်ကိုယ်တိုင် body transformation လုပ်ပေးခဲ့သူတယောက်ဖြစ်ပါတယ်နံပါတ်၁ချက်အားလုံးသိပြီးကြအတိုင်းပဲ calorie deficit calorie short စားရမယ်ဒီနေ့မှာကျွန်တော်ရှေ့မှာပြောခဲ့တယ် calorie တော့မစားခြင်းဘူး okay ရတယ် calorie တော့မစားလည်းရတယ်ဘယ်လိုလုပ်ရမလဲဆိုရင်တော့ fasting လုပ်ရမယ်မလေး fasting များကျွန်တော်တို့ جماعه တို့ဟလာလုံနေပြီးသားလုံဘူးနေကြဘာဆန်းလို့တုံးဆိုဆန်းနေ တေချာလေးနားထောင်ကြည့်ကျွန်တော်တို့ဒီ fasting မလုပ်ခင်အထူးသဖြင့်အစီကျဖို့ဦးစားပေးပြီး fasting လုပ်တတ်မယ်ဆိုရင်မဖြစ်မနေသိရမယ့်အချက်၅ချက်ရှိတယ်ဒါလေးကိုတော့ကျေစုပြုပြီးတော့မကြည့်ရသေးဘူးဆိုရင်ဒီဗီဒီယိုမှာအင်စာသွားလုပ်ပေးဒီဗီဒီယိုမှာ short to the point ပြောရမယ်ဆိုရင်ဘလို fasting လုပ်မယ်ဆိုရင်16 8 fasting လုပ်မယ်တနေ့က24နာရီရှိတယ်16နာရီမှာအစာဖြတ်ထားမယ်7နာရီအစာစားမယ်ဘယ်ချိန်နေသွားမလဲဆိုတော့မနက်စာလေးကို skip လိုက်တဲ့သဘောလေးနဲ့သွားကြကျွန်တော်တို့နေ့လေ17နာရီလောက်မှာစားစားမယ်ည7နာရီမှာအပီးအပြတ် နားလိုက်နေ့လည်း7:00နာရီမှစမယ်ည9:00နာရီမှအပြည့်ပြတ်နားလိုက်ဆိုတော့အဲ့ချိန်လေးနဲ့ပေါင်းပြီးတော့ fasting လုပ်ရတော့နည်းနည်းလေးတက်တာတာပေါ့ဗျာနောက်ပြီးတော့ noon နေတကူကူတကုံကွန်နဲ့ဗိုက်စာနေတော့ဒုက္ခခံအောင်ဒါပေမဲ့ဒါပေမဲ့ဒါပေမဲ့ဒီနေရာမှာနည်းနည်းလေး detail ကြသွားမယ်ကျွန်တော်တို့ fasting လုပ်တဲ့နေရာမှာ energy နှစ်နက်စားမယ် snack တစ်နက်စားမယ်စားတဲ့ snack တီအနည်းဆုံး protein 20g ပါမယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒါဒိန်ချင်လေးနဲ့ဖြစ်ဖြစ် နော်အနုလေးနဲ့ဖြစ်ဖြစ်အဲ့လိုမျိုးပရိုတင်းကိုယူလိုက်တယ်နောက်ပြီးတော့ကာဗွန်ဟိုက်ဒရိတ်တစ်ခုခုပေါ့နော်အသီးလေးတစ်ခုခုယူလိုက်တယ်အကိုကနေနဲ့ငွေကြေးဆင်ပြေတယ်ဆိုရင်ပရိုတင်းရှိတ်လေးတောက်လိုက်မယ်ပရိုတင်းရှိတ်ဆိုရင်ဒါပွေးပရိုတင်းအိုက်ဆိုလိတ်ဆိုရင်ကယ်လိုရီတရား120ပဲပါတယ်ပရိုတင်းက25ဂရမ်လောက်ပါတယ်အဲ့ဒါမှာအချုံနေတဲ့အသီးလေးနဲ့စားလိုက်မယ်ဆိုရင်ဒါပွဲသိမ်းအနက်ကြီးနက်နက်မှာဘယ်လိုစားမလဲအနက်ကြီးနက်နက်မှာကယ်လိုရီတော်မစားချင်တဲ့ပုံကူများအကြိုက်ပေါ့နော်နံပါတ်1ဂစီတက် ကျွန်တော်တို့စံဂျုံပြောင်းပဲအာလူထမင်းပေါ့ဗျာကျွန်တော်တို့လူမျိုးထမင်းအများစုစားကြတာကျွန်တော်တို့နိုင်ငံသားအဲ့တော့ထမင်းကိုလက်ခုပ်တစ်ခုပ်စားကိုယ့်လက်ဖွားနဲ့ကိုယ်တိုင်းပေါ့နော်လက်ခုပ်တစ်ခုပ်စားစားမယ်ကျွန်တော်တို့အသားကျက်သားပဲစားစားဝတ်သားပဲစားစားအမဲသားပဲစားစားပစုံပဲစားစားငါးပဲစားစားအသားကိုကျွန်တော်တို့လက်ဖွားနှစ်ခုစားလက်ဖွားနှစ်ခုစားစားမယ်ကျွန်တော်တို့ အတီးအရွက်တွေကိုကျွန်တော်တို့လက်တီလုံးတလုံးစာစားမယ်အဲ့တော့ကိုပကံကိုမြင်အောင်ကြည့်လိုက်ပေါ့နော်ဒါမှမဟုတ်ပြာအရန်ကြီးကိုစီပြန်နေဟင်းနေလုံးဝကြီးဒီဖရိုင်းလုပ်ထားတဲ့ဟာတွေတော့မလုံနေပေါ့နော်ကလေးကလာအဲ့လိုတော့မလုံနေတတ်နိုင်တလောက် clean food လေး healthy food လေးစားရေလုံးပြုတ်ကြီးစားရမယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးအနက်တိုင်းအနက်တိုင်းမှာအ ਨੇ ဆုံးအ ਨੇ ဆုံးအနက်ကြီးအနက်တနက်မှာ protein 30g လောက်တော့အောက်ထည့်ပါပါစေ 30g protein အနက်ကြီးတနက်30 gram protein energy တနက် protein 20 gram လောက်ပြန်ပြပါတယ် snack တနက် သုံးနဲ့စားမယ် eating window မှာအဲ့သုံးနဲ့မဖြစ်မနေစားမယ်အားဒါဆိုရင် calorie deficit ဖြစ်မှာကြာမှာမဟုတ်လားဖြစ်တယ်ဖြစ်တယ်ဒီ research အရကျွန်တော်တို့ဒီတိတိကျကျကြီး calorie တွက်မစားသည့်တိုင်အောင် calorie tracking မလိုက်သည့်တိုင်အောင် fasting လုပ်ပြီးတော့ချရတယ်ဆိုရင်တိတိတတကြာတယ်ဘာလို့လဲဆိုတော့ဒါကြီးကမြောက်ပေးတာမဟုတ်ဘူးစေးထိုးတာမဟုတ်ဘူးကျွန်တော်တို့ဒီလိုကိုကိုကို ချတော့မယ် ဝိတ်ချရတော့မယ်အစီချရတော့မယ်ဆိုရင်အတွေးဝင်လာတယ်ပုံမှန်အဖြစ်တော်တော်များများတဆွဆွစားတယ်အကျဉ်ရှိတယ်အလေးထားရှိတယ်ဗိုက်စာတိဖြစ်စီမစာတိဖြစ်စီနည်းနည်းဝါနေတဲ့လူတွေမှာအဲ့ habit ကြီးအဲ့တော့ fasting လုပ်နေပြီဆိုတော့နည်းနည်းလေးဘောင်နေ ကန့်လိုက်တာစီကန်လေးတက်မှတ်လိုက်တာပေါ့နော်အတိတ်တတိလေးကန့်လိုက်တာ break ဆွဲလိုက်ဟောအဲ့တော့နည်းနည်းလေးထိန်းစားပစ်တယ်အနောက်ပြီးတော့ခုနကကျွန်တော်ပြောသလိုပေါ့နော်ဒီတလအတွင်းကဘလို့ဘလို့သွားမလဲဆိုတော့ပန်းနိုင်လေးလည်းရှိတော့ထိန်းစားပစ်တယ်အဆင်ပြေဒါ psychology သဘောတရားလေးလည်းပါပေါ့နော်အဲ့တော့တိတိကျကျလုပ်မယ် fasting fasting ဆိုပြီးတော့အရင်တော့အလိုအီယောင်ဝါခိုးစားတာတွေနှိုက်စားတာတွေလုံးလို့မရဘူးစားချင်တာတွေစားမယ် fasting window မှာဘာမှမစားဘူး eating window မှာတွေ့မယ်တွေ့မယ်ဆိုပြီးရှောက်တွေ့လို့လည်းမရဘူး strict ဖြစ်ရမယ် high protein diet ပုံစံနဲ့ fasting လုပ်မယ် number 1တစ်ချက်ဒါအလွယ်ဆုံးတော့ဒါအလွယ်ဆုံး နံပါတ်2တစ်ချက်ကိုဇက်ကြည့်လိုက်အောင်ခြေလမ်းများများပို့လျှောက်ပါလမ်းပို့လျှောက်ပါအောက်မလေးဒါများกว่าငါတို့ကလေ့ကျင့်ခန်းလုပ်အောင်မပြင်းနဲ့အားကြောင့်မလမ်းပို့လျှောက်တယ်လမ်းပို့လျှောက်တယ်လမ်းပို့လျှောက်တယ်ဒါတို့တွေလုပ်နေကြဘာဆန်းလို့လဲဆိုတော့ခဏလေးကျွန်တော်ဘာကြောင့်ဒါကြီးကိုတကူးတကကြီးနံပါတ်2နေရာမှာထည့်ထားလဲဆိုတော့ကျွန်တော်ရှင်းပြမယ် ဒီ research မှာဆိုရင်ကျွန်တော်တို့ full body workout တစ် session လုပ်တယ်တည်တည်ချာချာပြင်းပြင်းထန်ထန်လေးလုပ်တယ်ဆိုပါစို့အဲ့ကြရင်ပြင်းပြခြင်းအပြင်ကျွန်တော်တို့က calorie 350လောက်ပဲလောင်ကျွမ်းနိုင်တယ်နောက်တစ်ခါကျွန်တော်တို့ minute 30လောက်ပြေးတယ်ဆိုရင် calorie 300လောက်ပဲလောင်ကျွမ်းနေတယ်ကျွန်တော်နားလေတယ်လေ့ကျင့်ခန်းလုပ်တယ်ဆိုတာက calorie လောင်ကျွမ်းရုံတက်တက်ဝေးကျရုံစီးကျရုံတက်တက်လုပ်တာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကဒါ zero အတွက်ပြအဓိက calorie deficit calorie ရော့အဝင်ထက်အထွက်ပိုများမယ်ကျွန်တော်အစားအသောက်မှာလေ calorie deficit လုပ်လိုက်တယ်လေ့ကျင့်ခန်း ဖြစ်ဖြစ် physical activity ဖြစ်ဖြစ်အဲ့မှာ calorie ထပ်ပြီးတော့လောင်ကျွမ်းမယ်ဆိုရင်ကျွန်တော်တို့အတွက်အမြတ်ဆုံးရတယ်အဲ့တော့စဉ်းစားကြည့်ဒီ video ကြည့်နေတဲ့လူတွေအဲ့လိုမျိုးလေ့ကျင့်ခန်းကို full body session ပြင်းပြင်းထန်ထန်လုပ်ဖို့နားရီခွက်ပြေးဖို့ဆိုတာအဝေးဒါမိတ်ဆွေတို့စော်ကားနေတာမဟုတ်ဘူးမိတ်ဆွေတို့အကြောင်းအကြောင်းကြောင့်အပြင်းသားလဲပါတော့ပေါ့လေနော်အဲ့တော့မလုပ်ချင်ဘူးမလုပ်ဖြစ်ဘူးအဲ့တော့အဲ့ဒါနဲ့ညီတဲ့ဟာမျိုးတစ်ခုခု something ဘာရမလဲ အဲ့ဒါလမ်းပို့လျှောက်လို့ရဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီ research မှာဆိုရင်ဒါဟိုအများနဲ့အားကစားလုပ်နေတဲ့သူတွေတော့မဟုတ်ဘူးပေါ့နော်မာဆယ်အများကြီးရှိနေတဲ့လူတွေတော့မဟုတ်ဘူးနည်းနည်းဝါနေတဲ့သူတွေကိုကျွန်တော်တို့22မိနစ်လောက်လမ်းလေးပို့လျှောက်ခိုင်းလိုက်တယ်ဆိုရင်အစီချာခြင်းဖြစ်စဉ်ကို20ရာခိုင်နှုန်းလောက်ကျွန်တော်တို့တွုံးမြင်ပြီးအဲ့ဒါလေးကမဆိုးအဲ့ဒီ အမျက်လေးကိုကျွန်တော်တို့ကယူရမှာအဲ့တော့ဘလောက်ထိကျွန်တော်ရှောက်စီခြင်းလဲဆိုတော့ခြေလမ်း1000လောက်တော့ရှောက်စီခြင်းတယ်ဒါပေမဲ့ခြေလမ်း1000ဆိုကျွန်တော်ဗဇက်ကနေပြောလိုက်တာလွယ်တာတကယ်အဲ့ခြေလမ်း1000ပြည့်အောင်ရှောက်ဖို့ရသူတွေတထိုင်နဲ့ရှောက်ဖို့ဆိုတာလေမလွယ်ဘူးတနေကုန်မှလည်းအများကြီးတေချာလေး seriously ရှောက်တယ်ဆိုရင်တော့မှရချင်မှရနည်းနည်းလေးကတိအခက်ခဲဖြစ်တယ်ဒါပေမဲ့အလုတ်ဖြစ်တဲ့ tips တွေတခုပေးမယ်အဲ့ဒါကတော့ဒါဂျပန်လူမျိုးတွေအများစုသုံးတာပေါ့နော်3မိနစ်ကိုပုံမှန်လေးလမ်းလျှောက်တယ်3မိနစ်ကိုခက်တက်တက်လေးလမ်းလျှောက်တယ်ကျွန်တော်တို့မပြေဘူးအဲ့ဒါမျိုး5 cycle 9 round လောက် လုပ်လိုက်9 round လောက်လုပ်လိုက်အဲ့ဒါမျိုးလုပ်မယ်ဆိုရင်မိတ်ဆွေတို့ဒါ zone တူး fat burning zone အစီလောင်ကျွမ်းတဲ့ zone နဲ့ဒါ cardio လုပ်တဲ့ပုံစံဖြစ်တယ် cardio လုပ်တဲ့ပုံစံဖြစ်တယ်အဲ့ဒါလေးလုပ်ကြည့်3မိနစ်လမ်းလျှောက်မယ်3မိနစ်ခက်တက်တက်လေးကျွန်တော်တို့လမ်းလျှောက်မယ်3မိနစ်ပုံမှန်လေးလောက်လျှောက်မယ်3မိနစ်ကိုခက်တက်တက်လေးလမ်းလျှောက်မယ်အဲ့ဒါလေးကတော်တော်ထိရောက်တယ်5 round ပဲဗျာ5 round ပဲအဲ့တော့2 round နဲ့2 round set တိုင်းမလုပ်နိုင်လေခွဲခွဲပြီးလုပ်သွားလို့ရတယ်ဒါမှမဟုတ်5 round set တိုက်လုပ်တယ်5 round set တိုက်လုပ်တယ်5 round set တိုက်လုပ်တယ်ဆိုအဆင်ပြေလူတိုင်းတက်အဆင်ပြေလမ်းလျှောက်တယ်တက်တက်လေးလမ်းလျှောက်တယ်5 round လောက်လုပ်ကြည့် တကယ်ကိုထိရောက်တယ်တကယ်ကိုလက်တွေ့အသုံးပြုကြည့်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့နည်းလေးပိုခတ်တဲ့နံပါတ်3လေးကိုဇက်သွားလိုက်အောင်နံပါတ်3ချက်လေ့ကျင့်ခန်းလုပ်ပါမှတ်လေလေ့ကျင့်ခန်းကတော့လုပ်တာပေါ့ဘာလေ့ကျင့်ခန်းလဲဆိုကျွန်တော်သိရနော်ကျွန်တော်သိရဘိုက်စီကြဖို့အော်ဒီဘိုက်လေ့ကျင့်ခန်းနေ crunches တွေလုပ်တယ်အဟိုဆောင်းဒီဆောင်းခါလဲဟိုဟာတွေလုပ်တယ်ခါလိုက်တာတွေလုပ်တယ်အဆုံလုပ်တယ်အဲ့တော့ဘိုက်စီကြဖို့အတွက်ဘိုက်လေ့ကျင့်ခန်းတွေတီးတန့်လုပ်ခြင်းကအကျိုးမထူးဆိုတာဒီ research paper မှာအတည်လင်းဖော်ပြထားတယ် ်နောက်ပြီးတော့ကျွန်တော်ဒီ post လေးမှာအကိန်းကဏ္ဍလေးတွေနေပေါ့နော်မလုံးနဲ့မဟုတ်ဘူးလုံးတယ်ကွာဘာဖြစ်လဲ exercise လုပ်တဲ့ calorie လောင်ကျွမ်းတယ်ဘာဖြစ်လဲဆိုတဲ့လူတွေအတွက်သိပ္ပံဒီကြအထောက်ထားတဲ့အကိန်းကဏ္ဍလေးတွေနေဒီမှာလေးဖော်ပြထားတယ်ဒီနှစ်ခုနဲ့မိတ်ဆွေတို့ဒါတက်တည်ပြထားတာဖြစ်တယ်အကောင်းဆုံးတက်တည်ရတော့မိတ်ဆွေတို့လည်းတည်တာပဲဗျာအစားဟဲ ေချာမစင်ခြင်းဘူးကြိုက်လိုက်တဲ့ byte အတကုံကြိုက်တာမထူအဲ့ကိုတွေ့တက်တည်ပဲเนาะအဲ့ဒါကိုဒေါနာမရဘူးဆက်လုပ်နေရဆိုရင်လည်းတဘောအဲ့တော့ကျွန်တော်လုံးဆိုင်ချင်တာအဲ့မှာ၃တဲ့အားတွေကိုကျွန်တော်ကျေးဇူးပြုပြီးတော့တပတ်မှ၃ရက်ဒါမှမဟုတ်၄ရက်လောက်၄ချိန်ခံလေးလုပ်ပြီး၃ရက်ဆက်တိုက်၄ရက်ဆက်တိုက်မလုပ်နိုင်သေးဘူးလားရာသေးတယ်ဗျာတရက်ချားလေးတရက်လုပ်တယ်တရက်နားတရက်လုပ်တယ်တရက်နားတရက်လုပ်တယ်တရက်နားတပတ်မှ၃ရက်ဒါမှမဟုတ်နည်းနည်းလေး၄ရက်လောက်တော့လုပ်ပြီးဘာလေးချိန်ခံလုပ်ရမလဲဆိုရိုးရိုးလေးပဲကျွန်တော်ဂျင်မာသွားပြီးတော့အလေးနေတဲ့ကစားတာမျိုး ျွန်တော်အပေါ်ပိုင်းတည်းအောက်ပိုင်းတည်းအပေါ်ပိုင်းတည်းအောက်ပိုင်းတည်းအဲ့လိုကစားရပဲဖြစ်ဖြစ်ဖူးဘော်ဒီရချားပြီးကစားရပဲဖြစ်ဖြစ်အဲ့လိုလေကစားပေးဒါမှမဟုတ်အိမ်မှာအလေးရနေကစားရပဲဖြစ်ဖြစ်အလေးမရှိဘူးဆိုရင်ကိုယ့်ရဲ့ body weight လေးနဲ့ကစားရပါဖြစ်ဖြစ် resistance training ပေါ့နော်အလေးဝင်တုံးလေးချင်းကကိုယ့်ရဲ့ခန္ဓာကိုယ်ကြွက်သားလေးတွေအသုံးပြုပြီးကစားခိုင်းတာဖြစ်တယ်အဲ့ဒါကရှေ့မှာပြောသလို calorie လောင်ကျွမ်းရေးတက်တက်မဟုတ်ပါဘူးခင်ဗျကျွန်တော်တို့ weight တွေကျသွားတဲ့အခါမိတ်ဆွေတို့ဖြစ်ဘူးလိမ့်မယ်ခန္ဓာကိုယ်မှာအသားရည်တွေရော်ရဲပျော့တွဲလာတာမျိုး အင်အားတွေနှုံးချနေတာမျိုးဒါမှမဟုတ်ဒါမှမဟုတ်ကျွန်တော်တို့အဲ့ချတဲ့အချိန်မှာတော့ကြတယ်အသားလည်းပြုံမတွေ့ဘူးဒါပေမဲ့ကျွန်တော်တို့ပုံမှန်လေးပြန်စားတယ်တခါတည်းလဲနည်းနည်းလေးပိုစားမိတယ်အဲ့အချိန်မှာ rebound effect နဲ့နှစ်ဆသုံးဆပြန်ွားတဲ့ပုံစံဖြစ်တာမျိုးတွေဖြစ်ဘူးကြုံမှုမှာပေါ့အဲ့လိုတွေထပ်မဖြစ်ရလေအောင်ကျွန်တော်ကကြွက်သားတိဆောက်ခြင်းလေးတွေကိုမျက်မျှတက်တာလေးဖြစ်အောင်ကြွက်သားမဆုံးရှုံးအောင်ဒီလေးချိန်ခံလေးတွေ လောက်ခိုင်းတာဖြစ်တယ်ကယ်လိုရီလောင်ကျွမ်းရည်တက်တက်မဟုတ်ဘူးဒါဆိုရင်တော့အကြောင်းအကျိုးစီလျော်မယ်ထင်တယ်၃ရက်ကနေ၄ရက်တော့ကျေးဇူးပြုရည် resistant training အလေးဝင်သုံးလေးခြင်းငန်းလေးတွေဒါမှမဟုတ် body weight လေးနဲ့လုပ်ပေးပါဘာကြောင့်လဲဆိုရင်တော့ဒါကြောင့်ဒါကြောင့်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့နံပါတ်၄ချက်ကိုဆက်သွားလိုက်အောင်နောက်တစ်ခုကတော့ကျွန်တော်တို့ပေါ့ပေါ့လေးတွေးတာပါနော်အလွယ်လေးတော့မထင်နဲ့အေးပြက်တာဟာအေးပြက်တာဘာဖြစ်လဲဘာဖြစ်လဲကျွန်တော်တို့ကအေးနဲ့၃ရက်ပြက်လေ coffee တောက်ပြီးအေးဆေးပဲ energy drink တောက်ပြီး AC ပဲအလုပ်တွေလုပ်လာ run လာတော့ရုံးတက်လာဘာညာဂိမ်းဆော့လာအစတီနေလူငယ်လူကြီးအဲ့လိုမျိုးကျွန်တော်တို့ဇောရကတက်ကြကျွန်တော်အရင်ဆုံး research လေးနဲ့အရင်ရှင်းပြမယ်ဒီ research လေးက28ရက်ပေါ့နော်28ရက်ကြာ research လေး group A နဲ့ group B ရှိတယ်ကျွေးတဲ့ diet ကအတူတူပဲ calorie ကျွေးတာအတူတူပဲဒါပေမဲ့ group A ကိုကျွန်တော်တို့9နာရီပဲအိတ်ခိုင်းတယ် group B ကို7နာရီအိတ်ခိုင်းတယ်အဲ့ဒီ9နာရီပဲအိတ်ခိုင်းတဲ့ group က နှစ်နှစ်ခုလုံးတော့နှစ်ဖွဲ့လုံးတော့ကျွန်တော်တို့ဒါ calorie deficit ဖြစ်တဲ့အတွက် fat loss ဖြစ်တယ် weight loss ဖြစ်တယ်အကြံမြင်နားလည်နိုင်တယ်ဒါပေမဲ့အဲ့ဒီ9နာရီပဲအိတ်တဲ့အဖွဲ့က55ရာခိုင်နှုန်းအစီချမှုဖြစ်စဉ်ကဒီဘက်အဖွဲ့ထက်နှေးတယ်နှေးတယ်တလွဲစပင်သွားကောင်းနေတာ60ရာခိုင်နှုန်းလောက်ကြွက်သားကြတာများတယ်ပုံမှန်အပြင်ကြည့်မယ်ဆိုရင်တော့ group A ရော group B ရောပေါင်ချိန်ဆက်ပေါ်က weight တွေကြာသွားတယ်ဒါပေမဲ့ဒီကောင်9နာရီပဲအိတ်ဆက်မှုရတဲ့အုပ်စုတွေ အစီကကြတာနေပြီးတော့ကြွက်သားကြတာညားတယ်အဲ့တော့မိတ်ဆွေတို့ကျွန်တော်ရှေ့မှာပြောသလိုမျိုးအသားကြီးရော်ရဲပျော့တွဲတာတွေကြတော့ကြသွားတယ်ဒီတိုင်းပဲဒုံရင်ကဒုံရင်ပဲလူကြီးကပျော့ပျော့စီစီပေါ့ပေါ့စီစီဖြစ်နေဆိုတော့အဲ့လိုပြဿနာတွေဖြစ်တယ်နောက်တစ်ခုကလက်တွေ့မျက်လုံးနဲ့မြင်အောင်ပြောရရင်မိတ်ဆွေတို့အေးအေးပြတ်ပြီဆိုရင်နောက်နေ့လေ့ကျင့်ခန်းလုပ်ဖို့လုံးဝမှုမကောင်းတော့ဘူးလုံးဝ black coffee တောက်တောက် pre workout တောက်ပြီးသွားလုပ်လေအလုံးစုံရနိုင်ခဏပဲအမြဲတမ်းအဲ့ဒါကြီးကမလွန်ဆန်နိုင်ဘူးနောက်တစ်ခုကမနေသေးဘူး အဲ့လိုအေးပြက်လာပြီဆိုခနာကိုကပါဇက်ကအချိုတွေတောင်းလာမယ်တောင်းသီးလျောက်လည်းစားခြင်းမယ် Facebook တွေ Junk Food တွေကျွန်တော်တို့စားဖို့တာဆူမယ်စားခြင်းနောက်တစ်ခုကကျွန်တော်တို့အလွယ်ပြောရမယ်ဆိုရင်ခုနကသားသမီးနားလည်အောင်ပြောရမယ်ဆိုရင်ဘိုက်စာတဲ့ဟော်မုန်းရင်ဘိုက်ပြည့်တဲ့ဟော်မုန်းရင်ရှိတယ်ဗျာသူတို့ချိန်ခွင်ရှာလို့ပဲအဲ့တော့ပုံမှန်အေးဝရတယ်ဒီချိန်ကနေပုံမှန်လုံနေတယ်ဆိုရင်ကျွန်တော်တို့နည်းနည်းပဲစားရတယ်ဆိုပေမဲ့ရောက်ရဲတင်းတိမ်တယ်ဘိုက်ပြည့်တဲ့ဟော်မုန်းကဟွန်းလို့မြင့်တက်နေတယ် အစီပဲအိမ်တွေရတယ်အရင်ပြက်လိုက်ပြီဆိုရင်ဘိုက်စားတဲ့ဟော်မုန်းကြီးဇွိဆိုလိုထောင်တက်နေလားစားနေတာပဲဘိုက်ကမပြေဟာဟောစားခြင်းစားခြင်းစားခြင်းအချိုတွေတောင်းအားစားခြင်းစားခြင်းစားခြင်းအတိုင်းဒီဘက်ကငကိုရဲအမှပါဗိုက်တစ်လုံးနဲ့မိုက်ဖုန်းနေတယ်မိတ်ဆွေတို့အစားတောက်ကလည်းတိတ်မကြိုက်ဘူးဆိုတော့ဆော်တာပေါ့ဟာငါအချိုငတ်နေတယ်ငါအေးပြက်နေတယ်ဆိုပြီးဆော်တယ်အဲ့တော့ကိုကတော့အေးပြက်လိုက်တာလေးတစ်ခုပဲနော်မလုံးဆက်ကုတ်ကအကုန်လုံးဒုက္ခတွေရောက်ကုန်တာအဲ့တော့အေးပြက်တာကိုလည်းမိတ်ဆွေတို့ရှော့မတွက်စေခြင်းဘူး တေချာလေးတတိထားပြီးတော့စင်ကြေစေခြင်းနဲ့နောက်ဆုံးအခက်ဆုံးအပိုင်းနံပါတ်5ကိုဇက်သွားလိုက်အောင်ပိတ်အိတ်နဲ့လွယ်နံပါတ်5အချက်အဲ့အချက်လေးကလောက်ဟာမဟုတ်ရှောင်ရမှာစိတ်တော်ခံနိုင်တာဒါရိုက်လုပ်တဲ့အခါဒါရိုက်လုပ်တဲ့အခါစိတ်ညစ်မခံနိုင်ဘူးကျွန်တော်တို့တစ်ခါတလေချီမီလေးစားလို့ရတယ်ဟုတ်ဘူးလားဆိုရင်လို့ပါမရပါဘူးမင်းစဉ်းစားကြည့်ဗျာတလအတွင်းမဲရွှေတို့ကဖြုတ်ပါလေအဲ့တော့ချီမီလေးခိုးစားလို့ရလားဆို no 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 မရဘူးနောက်တစ်ခုနောက်တစ်ခုနောက်တစ်ခုကျွန်တော်အရှိန်မှလည်းပြောထားတယ် ကယ်လိုရီတစ်ပတ်စီဖြစ်ရင်ကုန်စားလို့ရရပဲမှန်တယ်လေ theoretically လေးရမှန်တယ်ဒါပေမဲ့ကျွန်တော်တို့အဲ fast food တွေ junk food တွေအစီကြောစားတွေအချို့များတဲ့အစာတွေစားရင်နံပါတ်၁စားလေစားလေငတ်မပြေကျွန်တော်ပါဝင်မယ်တလုံးစားပြီးစားခြင်းစားခြင်းစားခြင်းထိတ်မရဘူးလေအဲ့တော့ငိုတဲ့အစာကြိုက်တဲ့လူတွေဒါလေးတွေကိုရှောင်ပေးပါ single ingredient food တွေကိုပဲစားပါရှင်းရှင်းလေးပဲတမင်း ်ဓမင်းပဲဓမင်းစီစံကျက်စီဓမင်းနိုးနိုးနိုးဓမင်းပဲဓမင်းဓမင်းဓမင်းပဲเนาะအဆိုင်ပြဿနာရှိလို့ဆန်လုံးညုံမစားနိုင်ဘူးရရပြဿနာမရှိဘူးအဆိုင်ပြဿနာရှိလို့ဂျုံချမ်းပံမုံမစားနိုင်ဘူးရရပြဿနာမရှိဘူးပံမုံဆိုလေပံမုံဓမင်းဆိုလေဓမင်းเนาะဟိုချောကလက်ပေါင်မုံတို့ပါအဲအဲ့လိုမျိုးဇလန်းတွေတွဲတွဲတွဲလို့မြောင်းနွားနို့အစီချော့ထားရင်နွားနို့ဒက်စော်ရပြီချောကလက်နွားနို့စတော်ဘယ်ရီနွားနို့နို့အဲ့လိုမျိုးမဟုတ်ဘူး single ingredient food ကိုပဲကျွန်တော်တို့စားမယ်တည့်တည့်ပဲအာလူအာလူဒါပဲအာလူလေး match potato တို့ပါမရဘူးအဲ့လိုတော့မလုပ်ဘူးเนาะကျေးဇူးပြုပြီးတော့ကျွန်တော် မိတ်ဆွေတို့ကိုကယ်လိုရီလဲတွက်စားစရာမလိုဘဲနဲ့အတက်နိုင်ဆုံးအယိုရှင်ဆုံးဒုက္ခမရောက်အောင်ဘိုက်တလုံးကိုအမြန်ဆုံးတက်နိုင်တဲ့လောက်ကျသွားတဲ့နီးကိုပေးတာဒီနီးလဲငါးချက်ကိုလှုပ်လိုက်လို့တသက်လုံးစားလာတဲ့ဒီဒီဘိုက်ကြီးကချက်ချင်းဝုံတိုင်းဆိုပြီးတော့ချက်ကနေဖက်ကနေပုတ်ကနေကျသွားမှာမဟုတ်ဘူးအဲ့တော့ဒီနီလန်ငါးခုကိုတင်းတင်းကြပ်ကြပ်နဲ့မဖြစ်မနေတရားလေးလုပ်ပေးပါ။နောက်ပြီးတော့ဒါကအမြဲတမ်းလုပ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူး။အကြောင်းကြောင်းကြောင့် မိတ်ဆွေတို့ထုံးစံတိုင်းကျွန်တော်အပူလာကတ်ဟာကျမြင်မြင်ကြရမြင်မြင်ကြ weight တော့အမြန်မချပေးနိုင်ဘူးလို့ဒါပေမဲ့ကျွန်တော်စဉ်းစားအတက်နိုင်ဆုံးဘယ်လိုမျိုးလုပ်လို့ရကျွန်တော် client တွေရဲ့ process တွေကိုကျွန်တော်ကြည့်တယ်ကျွန်တော်အတွေ့အကြုံကျွန်တော်တင်ထားတဲ့ပညာရှင်နဲ့ပေါင်းပြီးတော့ဒီ၅ချက်လုပ်မယ်ဆိုရင်တော့ဒါဝင်ပြီလို့အဆင်ပြေတယ်နီးကိုတွေးရှိအဲဒါနဲ့ပတ်သက်လို့မိတ်ဆွေတို့ရဲ့အသက်အရက်ကိုလေးချင်းအရင်တော့လုပ်ခဲ့မှုတဲ့ဒေးချင်ခံတွေအရင်တော့လုပ်ခဲ့မှုတဲ့ diet တွေမိတ်ဆွေတို့ရဲ့ lifestyle တွေအကင့်ကြီးတွေ customize program ဘယ်နေ့ပါလေးချင်းငန်းနေလို့ရမလဲဘယ်လိုစားရမလဲအဲ့လေးချင်းငန်းတွေကမှန်သလားစားတောင့်နေရတယ်မှန်သလားဆိုတော့ပြန်လည်ဆစ်ဆေးပေးတဲ့ပုံစံနဲ့တွားတယ်ယာနုံးမြာအာမခံ body recomposition program ရှိတယ်အဲ့ program ကိုလိုချင်တဲ့ဆိုရင်တော့ကျွန်တော်တစ်လမှာလူတရာပဲရောင်းချတာဖြစ်တယ် messenger မှာအမြန်ဆုံးလာရောက်ဆက်သွယ်လို့ရတယ်အသေးစိတ်သိချင်တယ်ဆိုရင်လည်းဒီ video အောက်မှာ body recomposition program ဆိုတဲ့ comment အကြောင်းမှာရေးခဲ့ကျွန်တော်ရဲ့ admin တွေကမိတ်ဆွေကိုလာရောက်ရှင်းပြမှာဖြစ်တယ်ဆိုတော့အချုပ်အပြင်းဆိုတော့နံပါတ်1 fasting လုပ်ရမယ်ဘယ်လိုမျိုး fasting လဲဆိုရင်16ရှစ်လုပ်မယ် protein များများစားတယ် high protein fasting လုပ်မယ် energy နက်နက်စားမယ် snack တစ်နက်စားမယ် energy နက်နက်မှာကျွန်တော်တို့ hand potion လေးနဲ့တေချာလေးစားမယ် calorie တော့မစားဘူးဆိုပေမဲ့ hand potion လေးတေချာလေးတော့စားမယ် high protein diet စားမယ်နောက်တစ်ခုကခြေလှမ်းများများရှောင်မယ်အတက်နိုင်ဆုံးခြေလှမ်းတစ်တောင်းလောက်ရှောင်မယ်ခုနကကျွန်တော်ပြောထားတယ် five cycle ပုံစံလေးနဲ့သွားမယ်ဆိုရင်အဆင်ပြေတယ်နံပါတ်3ကယ်လိုရီလောင်ကျွမ်းရင်တက်တက်တော့မဟုတ်ဘူး နှစ်ဆ၃ဆ rebound effect နဲ့ပြန်မဝအောင်တခြားလေ resistant training အလေးဝင်သုံးလေးခြင်းခံလေးကိုတစ်ပတ်မှ၃ရက်တစ်ပတ်မှ၄ရက်လောက်ကျေစုပြုပြီးတော့ grab ဖတ်ပြီးတော့လုပ်ပေးပါ vice ကြားဖို့ bike လေးခြင်းခံတွေတိုက်ရိုက်လုပ်နေတာဟာအင်မတန်အချိန်ကုန်လူပိမှန်ဖြစ်စေတယ်ရလက်ဘာမှထွက်မှာမဟုတ်ဘူးနံပါတ်၄ချက်ရိုးရိုးလေးပဲဒါပေမဲ့တော်တော်များများတိုင်ပတ်နေတယ်အဲ့ချိန်တက်နိုင်တဲ့လောက်၈နာရီပြည့်အောင် အိပ်ဆက်ပေးပါ အချိန်နဲ့အတိအကျပြောရမယ်ဆိုရင်တော့ည7ထန်ကုန်ပေါ့နော်ထန်ကုန်7ပေါ့ဖုန်းသုံးပါနဲ့ဘာညာညာလုံးပါနဲ့ဆိုထန်ကုန်7လောက်ထားပြီးတော့ခြေစုပ်ပြူပြီးတော့အိပ်ဆက်ပေးပါတချို့တဲ့အိမ်နိုင်နေဆိုရင်တော့တရေတဲ့အိမ်နိုင်နေဆိုရင်တော့ display ရရင်တော့ပို့ပြီးတော့ကောင်းပါတယ်နောက်ဆုံးအချက်နောက်ဆုံးအချက် cheat me လုံးဝယူလို့မရပါဘူး calorie deficit ဖြစ်ရင်ပြီးရောဆိုပြီးတော့လေကျွန်တော်တို့ fast food တွေ junk food တွေခြေစုပ်ပြူပြီးတော့ဒီချိန်မှာရှောင်ထားပေးပါ clean food တွေတတ်နိုင်သလောက် single ingredient food တွေတတ်နိုင်သလောက် စားပေးပါနည်းနည်းပပကျွန်တော်ပြောတာဟိုမုတ်ပဲတည်ရစားလေးတို့တစီစားလို့ရပါတယ်နော်ဟိုလိုကြီး heavy တည်ရမှာ calorie deficient ပြီးတော့ငါဟာဘာဂါစားမယ်ကြက်ကျော်စားမယ်အဲ့လိုတော့မလုံနဲ့တစ်ခိုက်နှစ်ခိုက်စားတည်ဖြင့်ဒီလိုမျိုးစားတာစားလို့ရတယ်ဒါပေမဲ့ဒီဟာတွေကအမြဲတမ်းကြီးလုံးလို့မရပါဘူးဒီလိုမျိုးတစ်လလုတ်ပြီးသွားပြီဆိုရင်တေချာနားထောင်ပေးပါဒီလိုမျိုးတစ်လလုတ်ပြီးသွားပြီဆိုရင်ပုံမှန်လေး calorie deficit လုတ်ပြီးတော့ပုံမှန်လေးပဲပြန်စားသွေးပေးတော့ပါဒါကြီးကို adaptation ရသွားလို့မဖြစ်ပါဘူးအရေးပေါ်အနေနဲ့ဒါ နည်းနည်းလေးမိတ်ဆွေတို့ motivation ရအောင်ဒါလေးကိုလုပ်ကြည့်ပါတိတိတတ်တာပြောင်းလဲမှုတစ်ခုရပါလိမ့်မယ်အဲ့လိုပြောလို့အဲ့လိုပြောလို့ body fat percent ကျွန်တော်တို့40လောက်ရှိတယ်တော်တော်ဝရတယ်ဘိုက်တော်တော်ပူနေတဲ့လူကြီးရတော့တိတ်တော့နည်းနည်းဟိုမျိုးလုံးနဲ့မြင်ရတဲ့ result တိတ်တိတာတဲ့ပုံစံတော့ရမှာမဟုတ်ဘူးအဲ့ကဲမိတ်ဆွေရဲ့ body fat 20ကျော်ကျော်25လောက်ဆိုရင်တော့ တော်တော်ကြီးရောအဲ့တလအတွင်းမှာတည်တာမှာဖြစ်တယ်။ဒါကျွန်တော်ပွန့်ပွန့်လေးလေးအယူသားဆုံးပြောတာ။နည်းနည်းအစီအများရဲ့လူ body fat percent 40လောက်လူဟာသူဘာညာလောက်တော့မရအောင်ပြီးတော့ဒါတလရဲနဲ့ဒီမျက်လက်ဆန်ဆန်ဒီဘိုက်တလုံးကိုကျွန်တော်တို့ဖြောက်လိုက်မှာမဟုတ်ဘူး။ဒီဘိုက်ကြီးကိုကွက်ပြီးတော့ချနေရလဲမဟုတ်ဘူး။ဘိုက်အစီတိတိတတ်တာပါကြသွားတာမြင်ရတယ်။အတက်နိုင်ဆုံးညှိနှိုင်းလို့မရတဲ့အချက်၅ချက်ဖြစ်တယ်။တေးသေးချာချာလေးယုံယုံကြည်ကြည်လေးလိုက်လို့ကြည်ပါ reserve account ကိုရမယ်လို့ကျွန်တော်အာမခံပါ